မင်္ဂလာပါရှင်ဒီနေ့ကျမတို့ကဘာသာစကားမျိုးစုံ ပြောနိုင်တဲ့သူအဲ polyglot တယောက်ဖြစ်တဲ့ catholum အကြောင်းဆွေးနွေးကြမှာပါဟုတ်ကဲ့ပါသူကတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့သူပါဒါတုပေရာနဲ့ PhD တောင်ရထားတာနော်ဟုတ်တယ်ဒါမဲ့အသက်20နောက်ပိုင်း30လောက်ကျမှဘာသာစကားတွေကိုအမ်တကယ်စလေ့လာခဲ့တာဟုတ်ပါတယ်နောက်ပိုင်းမှာဘလို့ဖြစ်သွားလဲဆိုတော့ဘာသာစကား16မျိုးလောက်ကိုအလုပ်အုပ်တော့တုံးနိုင်ခဲ့တယ်ကမ္ဘာပထမဆုံးတုတ်ကြိုင်တဲ့စကားပြန်တွေထဲမှာ တယောက်အပါဝင်မယ်တကယ်ကိုအန်အော့ဖ်ကောင်းပါတယ်ဒီနေ့တော့သူ့ရဲ့နာမည်ကြီးစာအုပ် Polyglot How I Learn Languages တဲ့ကအတွေ့အကြုံတွေအတွေ့အခေါ်တွေကိုအဓိကထားပြီးပြောကြမယ်နော်ဟုတ်ကဲ့သူ့ရဲ့အဓိကယူကြည်ချက်ကဘာလဲဆိုတော့လေဘာသာစကားတက်မြောက်ဖို့ဆိုတာကအဲမွေးရပါပါရမီကိစ္စသိမဟုတ်ဘူးပေါ့အင်းအဓိကကစိတ်အားထက်တန်မှု motivation ပေါ့ပြီးတော့ဇွေးရှိဖို့စူးစမ်းဖို့အဲ့ဒါတွေကအဓိကလို့သူတို့ပြပြသားသားယူကြည်ခဲ့တာ သူကိုယ်တိုင်ကတက်တည်လဲနော်အသက်ကြီးမှစတင်တာတော့ဒီလောက်အောင်မြင်တာမှန်ပါတယ်ပြီးတော့သူပြောတဲ့စကားတခုရှိသေးတယ်တော်တော်လေးစဉ်းစားစရာပဲဟုတ်ပါများလေဘာသာစကားဆိုတာမတော်တခေါက်တရင်တောင်တန်ဖိုးရှိတဲ့တခုတည်းဝအရာပဲတဲ့ languages are the only thing worth knowing even poorly bo oh ဟုတ်ကဲ့ဒါကတော့ကိုလေးအားရှိစရာစကားပဲနော်တင်ယူတဲ့အခါမှာဟိုပြည့်စုံရမယ်ဆိုတော့ fee အားတွေကိုနည်းနည်း short ပြီးပဲလို့ပဲအတိအကျပဲ အဲ့ဒီအတွေ့အခေါ်ကသူ့ရဲ့တင်ယူနည်းတွေမှာလည်းပေါ်လွင်နေတယ်။ဟုတ်ကဲ့။သူ့ရဲ့နီလာနေထဲမှာဘာကအထူးခြားဆုံးလဲ။အထူးခြားဆုံးကတော့လေဘာသာစကားတစ်ခုဆက်သင်ပြီးဆိုတာနဲ့ဝတ္ထုရှိတဲ့စာအုပ်တွေကိုဖတ်ခိုင်းတာပဲ။အစကရင်ကဟာဟုတ်လားဝတ္ထုတွေနဲ့စတာလားအများစုကအခြေခံစာတွေစကားလုံးလေးတွေနဲ့စကြတာလေ။ဟုတ်တယ်။သူကအဲ့လိုမဟုတ်ဘူး။သူကိုယ်တိုင်တော့အင်္ဂလိပ်စာကို Girls Worthy ဆိုတဲ့စာရေးဆရာရဲ့ဝတ္ထုတအုံနဲ့စခဲ့တာတဲ့။သူယုံကြည်တာကအသိပညာအများစုကလည်း အဖိဒံကျို့တင်ယူစာအုပ်တို့ဆရာတို့စီကထက်စာအုပ်တိဖတ်ရင်ကနေရတာပိုများတယ်ဆိုတာပဲစိတ်ဝင်စားစရာပဲဒါဆိုတဒါကိုရိုးသူဘလို့သဘောထားလဲဝတ္ထုဖတ်ရင်တဒါကရေးကြီးတယ်လေအဲ့ဒါနောက်တစ်ချက်ပဲသူကတဒါကိုအလွန်ကျွမ်းအာယုံဆိုင်တာကိုအမပိပြန်ဘူးသူကိုးကားလေးရှိတဲ့ဂျာမန်ဆိုရုံတခုရှိတယ်อืม Man lernt Grammatik aus der Sprache, nicht Sprache aus der Grammatik. De. Solo da ga, တရားကိုဘာသာစကားကနေသင်ရတာဘာသာစကားကိုတရားကနေသင်ရတာမဟုတ်ဘူးဆိုတဲ့သဘောမျိုးပေါ့အာဆိုလိုတာကစာမြန်မြန်ဖတ်ဘာသာစကားကိုမြန်မြန်သုံးရင်းနဲ့တတာတီချောက်ပုံတွေကသူ့အလိုလိုနားလည်လာမယ်ပေါ့နော်ဟုတ်တယ်သူဝိုက်ပြီးနားလည်လာမယ်ဆိုတဲ့သဘောမျိုးအလွတ်ကျတာသဆိုင်ပေါ့ဒါလည်းမသားစရာပဲတခြားလက်တွေ့ကြတဲ့ကြံရံတွေရောသူဘာတွေပြီးခဲ့သေးလဲနေတိုင်းနေ့တိုင်းဘာသာစကားနဲ့အဆက်အသွယ်ရှိနေဖို့အရေးကြီးတယ်လို့သူကပြောတယ်အနည်းဆုံးတစ်နေ့10မိနစ်လောက်ဖြစ်ဖြစ်ပေါ့ ဆယ်မိနစ်ဟုတ်တယ်ဥပမာကိုဘာသာကိုစကားပြောကြည့်တာမျိုး auto lock လို့သူခေါ်တယ်ကိုတီးထားတဲ့စကားလုံးတွေဝါကြတဲ့ကိုလက်တွေ့သုံးကြည့်ဖို့ခွင့်ရေးပေါ့ကိုဘာသာကိုစကားပြောတာဟုတ်ကဲ့ပြောနောက်တစ်ခုကမိခင်ဘာသာစကားပြောတဲ့သူနေနဲ့ဆက်ဆံတဲ့ခါမှာလေကိုပြောတာမာရင်ပြင်ပေးပါလို့တောင်းဆိုရဲဖို့အဲ့ဒီတတိကတန်ဖိုးရှိတယ်လို့သူကဆိုတယ် ဒါကတော့တကယ်ပဲအမားပြင်ပေးမှာတော့တိုင်မှာကိုအင်းဆော့ဆော့ကပြောခဲ့စာဖတ်တဲ့ကိစ္စကိုပြန်ဆက်ရရင်ဖတ်တဲ့အခါဘယ်လိုချင်းကပ်ရမလဲစကလုံးအတွေ့အကြုံတိုင်းအဖိဓာလန်ကြည့်နေရမှာလားအဲ့ဒီမှာလေသူနီလန်းကနည်းနည်းထူတယ်ပထမဆုံးရေးကြည့်တာကကိုတကယ်စိတ်ဝင်စားတဲ့စာအုပ်ရေးဖတ်ဖို့ပဲ Interesse ist stärker als Liebe စိတ်ဝင်စားမှုကအချစ်ထက်ပိုကောင်းတယ်ဆိုတဲ့သဘောပေါ့ဟုတ်ကဲ့စိတ်ဝင်စားမှုကပိုဖတ်ဖင်မှာပေါ့လေဟုတ်တယ်ဒုတိယချက်ကတော့မတိတဲ့စကလုံးတိုင်းကိုရပ်ပြီး အဘိရန်ချက်ချင်းမချိဖို့ပဲ။ဩစပ်ဖတ်သွားပါလေ။တကယ်လို့အဲ့ဒီစကလုံးကအရေးကြီးတယ်ဆိုရင် စာထဲမှာထက်ခါထက်ခါပြန်တွေ့လာလိမ့်မယ်။အဲ့ဒီခါကျရင်စကဆက်အရာအတိတ်ပဲကိုမှတ်လို့ရလာမယ်လို့သူကယုံကြည်တယ်။ဒါကလည်းအချင်းကုန်တက်တာစီတဲ့နီးလမ်းမယ်နော်။အဖိတန်ခဏခဏကြည့်နေရရင်စာဖတ်ရတာအရှင်းပြက်တယ်။ဟုတ်ပါတယ်။ပြီးတော့စာအုပ်တွေကိုကိုပိုင်ဝယ်ပြီးတော့လေဘေးမှာမှတ်စုလေးတွေရေးတာ highlight လုပ်တာမြင်စားတာတွေလုပ်ခိုင်းတယ် အဲ့ဒါကကိုအတွက်ကိုပိုင်တင်ထောက်ကူထက်သွားတာကောဝါဟာရတိုးပွားဖို့အတွက်ရောတခြားပါအကြံပေးသေးလေစကလုံးအတိတ်တွေမမေ့ဖို့လေအဓိကကတော့စကဆက် context ပဲစကလုံးတွေကိုတလုံးချင်းကြက်တာထက်ဆိုင်စကစုလိုက်တောင်းမအကြောင်းရအစုအဖွဲ့လဲတင်းယူတာကပိုထီရောက်တယ်လို့ဆိုတယ်อืมအဲ့ဒါတွေတုံးဖို့လေးတိုက်တွန်းတယ်ဥမာစကလုံးအတိတ်ကိုကိုယင်းနီးပြီးသားပုံရိပ်တစ်ခုခုနဲ့ချိတ်ဆက်ပြီးမှတ်ထားမျိုးပေါ့ဟုတ်ကဲ့ နောက်တစ်ခုကသူပြောတာစိတ်ဝင်စားဖို့ကောင်းတယ်အတုံးများတဲ့စကားလုံးတွေအပြင်လင်ဒီ filler words လို့ခေါ်တဲ့ဖြည့်စက်စာလုံးတွေဥမာ quite တို့ obviously တို့ rather တို့ well တို့လို့မျိုးပါအဲ့ဒါတွေကိုလေတတိထားလေးလာတင်တယ်စကားပြောရင်ဒါတွေကချောမွေ့စေတယ်လေမှန်ပါတယ်ဒါတွေကစကားပြောကိုပို့ပြီးသဘောကျစေတာပေါ့အတန်ထွက်ကိစ္စပြီးတော့အသက်အရွယ်ကိစ္စတွေကို သူ့ဖလို့မြင်လဲလူကြီးတွေကအတန်ထွက်မပြီးတော့ဘူးတော့ကလေးလောက်မမြန်ဘူးတော့ပြောကြတယ်လေအတန်ထွက်မှာတော့သူကလက်တွေ့ကြတယ်အရွယ်ရောပြီးသူတွေအတွက်မိခင်ဘာသာစကားပြောသူလို့လုံးဝတူအောင်ထွက်ဖို့ကခက်ခဲနိုင်တယ်ဆိုတာကိုလက်ခံထားတယ်อืมဟုတ်ကဲ့ဒါပေမဲ့လုံးဝမတိုးတက်နိုင်တာတော့မဟုတ်ဘူးရေဒီယိုတွေရုပ်ရှင်တွေများများနားထောင်အထက်ထက်လိုက်ပြောကြည့်ရင်အများကြီးတိုးတက်နိုင်တယ်လို့သူကဆိုတယ် အသက်အရွယ်နဲ့ပတ်သက်ရင်တော့ကလေးတွေကပုံမြန်မြန်တင်နိုင်တယ်ဆိုတာအမြဲမမှန်ဘူးလေအရွယ်ရောက်ပြီးသူတွေလည်းထိချိရောက်ရောက်တင်နိုင်တယ်အငိမ့်သားယူပြီးချိန်ကတော့တင်ဖို့ချိန်ကောင်းဖြစ်နိုင်တယ်လို့သူကအားပေးခဲ့တယ်ဒါကအသက်အရွယ်ကြောင့်စိတ်သက်သာနေသူတွေတော့အားသက်စရာပဲအပိတန်ကိုရောဘလို့တုံးတဲ့နေလို့သူပြောလေစောစောကမကြည့်ခိုင်းဘူးဆိုတော့လုံးဝမတုံးရဘူးလားလုံးဝမတုံးရဘူးတော့မဟုတ်ပါဘူးအစားပိတ်မှာတော့သူကအထုံးဝင်တဲ့ကိရိယာတစ်ခုပါပဲဒါပေမဲ့ သူ့ကိုအလွန်အကျွမ်းအားကိုးလို့ရင်ကိုယ့်ရဲ့မှန်စားနိုင်စွမ်းကိုယ့်ရဲ့စဉ်စားတွေးခေါ်နိုင်စွမ်းကိုဟန့်တားနိုင်တယ်လို့တတိပေးတယ်။ဆိုတော့ view ဟာကြကြသုံးဖို့လိုတယ်ပေါ့။ဟုတ်ကဲ့နားလည်ပါပြီ။နောက်ဆုံးအရေးကြီးတဲ့ချက်ကတော့အမားလုံမိမာကိုမကြောက်ဖို့ပဲဖြစ်မဲ့ချင်းတယ်။ဟုတ်ပါတယ်။အမားလုံမိချင်းနဲ့အမားကနေတင်းယူချင်းရဲ့တန်ဖို့ကိုသူကအရန်အတိမှပြူတယ်။အမားဆိုတာတင်းယူမှုရဲ့စိတ်ပိုင်းပဲလေ။ဒါဆိုကတ္တလောမြတ်အတိကအတွဲခေါ်ဒီကိုအနစ်ချုပ်ရရင် စိတ်ရဟတ်တမ်းမှုနဲ့ကြိုးစားမှုကပါရမီထက်အရေးကြီးတယ်။စိုင်းများများဖတ်တာအထူးသဖြင့်စိတ်ဝင်စားတဲ့စာကိုဖတ်တာကတော့ချက်ပဲ။ဟုတ်တယ်။ပြီးတော့တင်ယူမှုဖြစ်စဉ်ကိုပျော်စရာစွန့်စားခြင်းတကူလို့သဘောထားဖို့နေ့စဉ်နေနေချင်းဆက်လုပ်သွားဖို့ပြီးတော့အရေးကြီးဆုံးလို့ကျွန်မထင်တာကတော့ဘာသာစကားကိုမတောက်တခေါက်မပြည့်မစုံတနေတောင်မှသူ့မှာတန်ဖိုးရှိတယ်ဆိုတာကိုလက်ခံဖို့ပဲเนาะအတိအကျပါပဲအဲ့ဒီချက်က ဘာသာစကားသင်ရမှာဒါမှမဟုတ်တခြားနေရာတွေသင်ရမှာကြောက်နေတဲ့သူတွေအတွက်တကယ်ကိုအမြင်သစ်ဖွင့်ပေးနိုင်ပါတယ်ဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုကနေကတ်တိုလောင်းပြက်လက်တွေ့ကြပြီးအားရှိစရာကောင်းတဲ့နီလန်ဒီအတွေးခေါ်တွေကိုကျမတို့အများကြီးလေ့လာခွင့်ရခဲ့ပါတယ်နားထောင်သူတွေအတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်ပါရဲ့ဟုတ်ကဲ့ဒီဆွေးနွေးမှုအပြီးမှာစဉ်းစားစရာလေးတစ်ခု ထားခဲ့ခြင်းပါတယ် လုံးပါပြောခဲ့တယ်လို့ဘာသာစကားဟာမတောက်တခေါက်တက်ရင်တောင်တန်ဖိုးရှိတဲ့တခုတည်းတော့အရာဆိုတဲ့မြင်ကလည်းကိုမကျွမ်းကျင်သေးတဲ့တခြားရည်ချင်းတွေဝါသနာတွေအသိပညာတွေကိုသင်ယူဖို့ကြိုးစားခဲ့အခါမှာတော့ဘယ်လိုထောက်ကူပြုနိုင်မလဲအရာရာကိုပြည့်စုံမှဖြစ်မယ်ဆိုတဲ့စိတ်ဖြီးရှိမှုကိုဘယ်လိုလွတ်အချနိုင်မလဲဆိုတာလေးတွေးကြည့်စေခင်ပါတယ်